အလုံးမဲမင်္ဂလာပါကျွန်တော်ကတော့ဒီ psoriasis ကျွပွေးနာနဲ့ပတ်သက်လို့ဒီခဏမှာဒီအရေးပြအဆိုတက်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုမှာတော့တော့ဒီအရေးပြကိုဘယ်လိုမျိုးတန်ရှင်းလုပ်ရမလဲဆိုတဲ့အဆင့်တစ်ပေါ့ step 1ကိုပြောပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ step 2မှာတော့ကျွန်တော်တို့ဒီ psoriasis ကျွပွေးနာရှိတဲ့သူတွေအရေးပြအဆိုတက်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတည်တည်ချာချာပြောပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ကဒီလိုမျိုးအရှိမှ clean sin ပေါ့နော်ဒီတန့်ရှင်းရေးပြုလုပ်ပြီးသွားပြီးရေချိုးပြီးပြီးဘုံမဟုတ်ရေဘက်တိုက်ပြီးပြီးပေါ့နော်ဒီလိုအချိန်ပေါ့နော်ရေပြားမဆူမချောက်ဖြစ်တဲ့အချိန်ကလေးမှာကျွန်တော်တို့ကဓမ္မဦးဆုံးဆေးကိုအရင်လူရပါတယ်ဒါအောင်မမေ့ပါနဲ့ဆေးကိုအရင်လူပါဖြစ်နေတဲ့အနာနေရာတွေအနီကွက်တွေချောက်ချောက်ကျန်းကျန်းဖြစ်တဲ့နေရာတွေကိုဆေးလူပါဆေးလူပြီးသွားလို့ကျွန်တော်တို့က5မိနစ်10မိနစ် ထက်ကြာပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကအရေးပြားကိုအစိုးတက်ပေးတဲ့လိန်စေးတွေ lotion တွေ cream တွေ ointment တွေဒါတွေကိုလိန်လို့ရပြီကျွန်တော်တို့တနည်းကိုဘယ်နှကြိမ်လိန်ရမလဲဆိုလို့ရှင်တော့အနည်းဆုံးကျွန်တော်တို့ကတနည်းကိုနှကြိမ်လိန်ရပါတယ်အမြဲတမ်းကျွန်တော်တို့ကရှေ့မှာဈေးကနှကြိမ်လိန်နေဆိုရင်အနောက်ကနေပြီးတော့ဒီအစိုးတက်ပေးတဲ့ lotion တွေ cream တွေကိုကျွန်တော်တို့အနည်းဆုံးနှကြိမ်လိန်ရပါတယ် အကယ်၍ကိုကဒီကြားထဲနှစ်ကြိမ်လိမ့်ပြီးဖြစ်ကာလာပေါ့နော်မနက်ပိုင်းတစ်ကြိမ်လိမ့်ထားတယ်။နေ့လယ်လောက်မှာထပ်ပြီးတော့အေးပြာ၆၆ကြံကြံတင်းနေရားတယ်ဆိုလို့ရှိရင်ဒီ lotion တွေ cream တွေကိုနောက်ထပ်တစ်ကြိမ်ဆက်ပြီးတော့လိမ့်လို့ရပါတယ်။ဒုတိယဖြင့်ဒီ lotion တွေ cream တွေကကျွန်တော်တို့ဒီ active ပေါ့နော်ဒီစီးဝါးတွေမပါဝင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေ့ကိုအနည်းဆုံး၂ကြိမ်ရနေအများဆုံး၄ကြိမ်လို့မဟုတ်၆ကြိမ်ဒီလိုမျိုးလိမ့်လို့ရပါတယ်။အန်ဒီမရှိပါဘူး။ ျွန်တော်တို့ကဒီလိုမျိုးလိမ့်တဲ့အခါမှာဘယ်လိုလိမ့်တင်လဲပေါ့နော်ဘယ်လိုလိမ့်တင်လဲဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်တို့ဆေးလိမ့်တဲ့အခါမှာအနီကွက်တွေအနာတွေကိုကျွန်တော်တို့ကဒီဆောင်ညွှန်ကြားထားတဲ့ဆေးတွေကိုအရှင်လိမ့်ပါပြီးတော့ဆိုလို့ရှိရင်တော့ဒီ lotion တွေအဆိုတက်ပေးတဲ့ cream တွေကိုတော့ကျွန်တော်တို့ကဒီအနီကွက်ပေါ်ကိုလည်းလိမ့်မယ်ပြီးတော့လို့ရှိရင်တော့အနီကွက်ရဲ့ဘေးနားကပုံမှန်အရေးပြားကောင်းတဲ့နေရာတွေကိုလည်းလိမ့်လို့ရပါတယ်ဆိုတော့ဒီလိုလိမ့်ထားခြင်းအပြင်လည်း ခုနပြောတဲ့ psoriasis နဲ့တူတောင်ဖြစ်လာတဲ့အရေပြားတွေ66တင်းတင်းဖြစ်တဲ့အားတွေတက်တာစီပါတယ်နေရထိုင်ရပို့ပြီးတော့တက်တောင်တက်တာရှိပါတယ်အကြောင်းမလို့ကျွန်တော်တို့ကလိမ့်နဲ့ lotion လိမ့်တဲ့အခါအနီကွက်နားတွေကိုလည်းလိမ့်ပါအေးနားကအရေပြားတစ်ဝိုက်ကိုလည်းလိမ့်ထားဖို့လိုပါတယ်ကျတော့ဘယ်လိုအဆူဓာတ်ပေးတဲ့ lotion တွေ cream တွေကိုလိမ့်ရမလဲပေါ့နော် ဒါကလေခဏခဏကျွန်တော်တို့ကိုအမြဲတမ်းမေးလေးရှိတယ်မေးခွန်းပါပဲဆိုတော့ဒါကိုလိုရင်းတူရှင်းပြောရမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးလို့ပြောပါဆိုလို့ရှိရင်တော့ဒီကူလိမ့်နဲ့ cream တို့မဟုတ် lotion တွေထဲမှာကျွန်တော်တို့ကဒီအရေပြားကိုအဆိုးတက်ပေးတဲ့ရေတက်လေးပါရမယ်နောက်တစ်ခုကအရေပြားကို၆တွဲအောင်လို့၆တွဲမှုမှာကာကွယ်နိုင်တဲ့အဆီတက်လေးတွေပါရမယ်အရေးအကြီးဆုံးကတော့ဒီအရေပြားအပေါ်ရန်အလွာကို ပြန်လည်ပြုပြင်နိုင်ပြီးတော့ဒီပျက်စီးမှုကနေကာကွယ်နိုင်တဲ့ကျွန်တော်တို့ဒီ barrier function ကိုပြန်ပြီးတော့ကောင်းစေတဲ့ဒီ ceramide cholesterol free fatty acid ဒီလိုမျိုးဟာတွေပါတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးစုထည့်ပေးတဲ့လိမ့်စီလို့ခေါ်ပါတယ်။အဲရေဘူးရအဖြစ်ခံမှန်းလို့ရတာကတော့ဒီလိုမျိုးပြည့်ဝတဲ့ဒီအရေးကြီးတဲ့ခုနကျွန်တော်ပြောလိုက်တဲ့ပစ္စည်းလေးတွေပါဝင်နေတာက cream တွေထဲမှာပါဝင်တာများပါတယ်။ သို့တော်လည်းပဲဒီလိုမျိုးပစ္စည်းတွေမဟုတ်ဘဲနဲ့ဒီလိုမျိုး ceramide တို့ cholesterol တို့ free fatty acid တို့ဒါတွေမပါတော့ညာလဲသူနဲ့အလားတူဖြစ်တဲ့ကျွန်တော်တို့ shea butter တို့ဟောချိုချိုပါဝိုင်းတို့ဒီလိုဟာမျိုးတွေဟာဆိုလို့ရှိရင်လည်းအရေးပြားဒီပေါ်ရန်လော် barrier function ကိုအထောက်ပံ့ပေးတဲ့အထက်မှာပါတဲ့အတွက်ကြောင့်အသုံးပြုလို့ရပါတယ်နောက်ထပ်တိတိကျကျထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီဆိုရီစစ်ကျပွေးနာရှိတဲ့လူနာတွေတုံးတဲ့နဲ့လိုရှင်းတွေကအရေးပြား၆တွေးတဲ့လူတွေတုံးတဲ့ခရင်နေလိုရှင်းတွေဆိုလို့ရှိရင်လည်းတုံးလို့ရပါတယ်နောက်တစ်ခုက sensitive skin တွေဖြစ်တဲ့အဲတုံးပြမှုလွန်ကဲတဲ့အရေးပြားရှိတဲ့လူတွေအတွက်ထုတ်ထားတဲ့ဒီလိုရှင်းတွေခရင်တွေကိုလည်းအသုံးပြုလို့ရပါတယ်အဲအထူးသဖြင့်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ specific ပေါ့နော်အဲဒီသူ့အတွက်တီးတန့်ထုတ်ထားတဲ့ကျပွေးနာယောဂအတွက်တီးတန့်ထုတ်ထားတဲ့ ီ lotion တွေ cream တွေကိုအသုံးပြုလို့ရှင်လဲပို့ပြီးတော့ကောင်းပါတယ်အဓိကအားဖြင့်တော့ဒီကျုပ်ပွေးနာ psoriasis အတွက်တီးတန့်ထုတ်ထားတဲ့အချို့တော့ဒီ lotion တွေ cream တွေမှာပါပါတက်လဲဆိုတော့ကျွန်တော်တို့ကဒီ lactic acid လိုဟာမျိုး urea လိုဟာမျိုး glycolic acid လိုဟာမျိုးအဲ့လိုဟာမျိုးလေးတွေပါတတ်တာတွေ့ရတယ်ဒီဟာတွေကဘယ်နေရာမှာအသုံးဝင်လဲဆိုလို့ရှင်တော့ကိုယ့်ရဲ့ဒီကျုပ်ပွေးနာအကွက်တွေကအရန်ကို၆တယ် ြံကြံကြီးဖြစ်တယ်ပြီးတော့အဖက်တွေအရန်များနေတဲ့အချိန်မှာဆိုလို့ရှင်တော့တုံးဝင်ပါတယ်သို့တော်ကိုကကုသမှုပြုလုပ်ပြီးတော့ကိုရဲ့အရှိဖြားကငကိုလောက်၆၆ကြံကြံမရှိတော့ဘူးချုံးမှုလာပြီးခုနပြောသလိုဘောက်လိုအဖက်တွေလည်းမရှိတော့ဘူးဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောတဲ့ယူရီယာတို့ lactic acid တို့ glycolic acid တို့ဒီလိုပါတဲ့ဟာတွေကိုအသုံးပြုတာသတိထားရမှာပဲ။ဒါကြောင့်လဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဒီလို acid ပေါ့ lactic acid တို့ glycolic acid တို့ဓာတ်တွေက ပုံမှန်အဖက်တွေအများကြီးဖြစ်နေတဲ့အချိန်မှာထောက်ကူပေးပေးမယ်။ရေပြားပါသွားပြီးချောသွားပြီးအဲ့လိုအချိန်မှာတုံးနေဆိုလို့ရှင်တော့ရေပြားကိုစူးစူးလေးဖြစ်တာရေပြားကိုဆက်ပြင်းပြင်းဖြစ်တာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါတွေကိုတော့ကျွန်တော်တို့ဆရာဝန်ညွှန်ကြားချက်နဲ့မှလိုအပ်တဲ့နေရာမှာတုံးဖို့အတွက်ပဲကျွန်တော်တိုက်တွန်းခြင်းပါတယ်။နောက်တစ်ခုတီးဖို့ကကြတော့ကျွန်တော်တို့ကဒီ psoriasis ကျွပွင်းနာအရေပြားတွေကကျွန်တော်တို့ကုသနေတဲ့အချိန်မှာ တုံးတဲ့ lotion တွေ cream တွေကတခုဖြစ်နိုင်ပြီးတော့ခုတလိုတက်တာသွားတဲ့အချိန်မှာတုံးတဲ့ lotion တွေ cream တွေကပုံစံတစ်မျိုးဖြစ်နေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကိုတုံးနေကြ lotion ကအရင်ဖြစ်နေကြ psoriasis အနေထားနဲ့တူမတူအမြဲတမ်းပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်။အခုလက်ရှိတုံးနေတဲ့ lotion တွေ cream တွေကလည်းအခုလက်ရှိဖြစ်နေတဲ့အရေးပြအနေထားနဲ့အန်ကိုက်မကိုက်ပိုပြတ်တာနေကြဆရာဝန်နဲ့မြင်မြန်ပြီးတော့တိုင်ပင်သင့်ပါတယ်။ တော်ဒီအဆူတက်ပေးတဲ့အာပေါ့နော်ဒီ lotion တွေ cream တွေကဒီ psoriasis ကျပွေးနာမှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေပေးတယ်လဲပေါ့နော်အရင်ဆုံးသူကအကျိုးကျေးဇူးဒီအဆူတက်ပေးတဲ့ lotion တွေ cream တွေကိုအင်ထားခြင်းအပြင် psoriasis ကြောင့်ဖြစ်တဲ့ကျွန်တော်တို့အရေပြားကြီး၆တာအရေပြားကျန်းကျန်းကြီးဖြစ်တာပြီးတော့လို့ရှင်တော့ကျွန်တော်တို့ဒီပေါက်လို့ဖတ်တယ်အများကြီးထွက်တာပြီးတော့ရောရာရဲ့နာဒါတွေကိုကျွန်တော်တို့တက်တာစီပါတယ် နောက်တစ်ခုကဒီလိုမျိုးရားရံမှုတွေကိုမြင်မြန်တက်တာစေတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ကုသတဲ့နေရာမှာဆက်လက်ပြီးတော့ကုသဖို့အတွက်ပို့ပြီးတော့အထောက်ပံ့ပေးပါတယ်ပြီးတော့ခုနကျွန်တော်ပြောပြသလိုပဲဒီကိုသုံးတဲ့ lotion တွေ cream တွေထဲမှာကျွန်တော်တို့ဒီပျက်စီးနေတဲ့အပေါ်ရံအရေပြားအလွာကို ပြန်လည်ပြုပြင်နိုင်တဲ့အာနိသင်ပါတဲ့ဒီ free fatty acid cholesterol နဲ့ ceramide တွေပါဝင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကအရေးပြားကိုပြန်လည်ပြီးတော့ပြုပြင်ရုံများမကကျွန်တော်တို့ကအရေးပြားကိုရှောင်ရမ်းတာတွေကိုလည်းတတ်တာစေနိုင်တယ်။ဒီလိုကျွန်တော်တို့ဆုံးရှုံးနေတဲ့ရေဓာတ်တွေကိုလည်းမဆုံးရှုံးအောင်လို့ကာကွယ်ထားနိုင်တဲ့အာဏာရှိပါတယ်။အကြောင်းမလို့ဒီဆိုရီစစ်ကုသလိုက်လို့လုံးဝတက်တာသွားပြီးအခွက်တွေပျောက်သွားပြီဆိုလို့ရှင်တော့ကတချို့တော့လူနာတွေမှာဒီလိုမျိုးအာနိသင်ရှိတဲ့ကျွန်တော်တို့အစိုးတက်ပေးလိမ့်စေးတွေကိုဆက်လက်ပြီးတော့လိမ့်ဖို့ညွှန်ကြားခြင်းအပြင် ဆိုရဲစီအကွက်တွေပြန်လဲဖြစ်ပေါ်လာတာကိုလည်းအနည်းနဲ့အများကာကွယ်နိုင်တာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မို့လို့ဒီအစိုးတက်ပေးလိန်စေးတွေကကျွန်တော်တို့ကုသမှုစေးတွေပြီးသွားလို့ရှင်ဒုတိယအရေးအကြီးဆုံးဖြစ်တဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ဒါကိုလည်းလုံဆောင်မှုလည်းလိုအပ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်ကဒီ psoriasis ပေါ့နော်ကျွပွေးနာရှိတဲ့လူနာတွေအတွက်ဘယ်လိုမျိုးအဆိုတက်လိန်စေးကို ိမ့်ပြီးတော့အရေပြားကိုဒိမ့်သိမ့်ရမယ်ဆိုတာကိုပြောပြပေးသွားတာဖြစ်ပါတယ်။နောက်ထပ်အခုမှာတော့ကျွန်တော်ကဒီ psoriasis lunar တွေမှာလေအောင်ကလိမ့်စေးကဘယ်လိုအသုံးဝင်တယ်လဲ။သုံးပြုဖို့ကလိုသလားဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ကြည့်ပြီးပြီးကျင်တာတွေရှိတယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာလာရောက်ပြီးတော့မေးမြန်းဆွေးနွေးနိုင်ပါတယ်။အခုလိုစုံတိနားထောင်ပြီးတော့တည်းလေကျေးဇူးများကြီးတင်ပါတယ်။